ိုတည်နေရတဲ့ဟာပေါ့နော်လက်တွေ့တစ်ခါတစ်ချိန်မဟုတ်နှစ်ချိန်မဟုတ်သပင်းညှက်ပြီးရတဲ့ကိုစီးပွားရေးအလုပ်ကင်များတို့ကြဒီအမှုပညာအလုပ်ကြအလုပ်ကတစ်ခုပြတ်သွားလိုက်ပြောပြီးတော့ဒုံတိုင်းပြတ်သွားတာပဲဆက်ဆက်နေမလားတော့မသိဘူးပေါ့နော်ဒါကိုစိတ်ကပဲဖြစ်တာလားအဲ့မဲ့လေဟိုတစ်ချိန်နှစ်ချိန်ဆိုထားတော့ပေါ့နော်၄၅ချိန်ဖြစ်နေပြီးတော့ဩဒါ နောက်ဆိုတော့ဆင်ကျင်လိုက်တာအရင်မြတ်တော့ဘူးအညှက်နေတာဟိုဒါသပင်ထိမ့်သိမ့်တဲ့အနေနဲ့လက်နှလုံးလောက်လက်သုံးလုံးလောက်လေးပဲညှက်လို့ညှက်ပြီးနေတာဒါတော့မြတ်ကလေမမေကခေါင်းမြဲလျှော့ပြီးတော့တရော်ကင်မိုးနဲ့လျှော့လို့လျှော့တာအဲအကြောင်းလဲပါမယ်တင်တယ်သပင်နဲ့တာဟိုးငယ်ငယ်လေးရတယ်ခုချီတော့အဲတရော်ကင်မိုးနဲ့နင်ဘာရှမ်ပူတွေပဲတုံတုံတရော်ကင်မိုးလောက်မကောင်းသပင်ပိုးရှေးလာမြတ်လေးသပင်ကအရင်နေ့ကလည်းရှေးတဲ့တဲ့ပါတော့လေခုက အရန်ရှိလာရဲ့လေမျိုးရုပ်ရှင်ခြိုက်တဲ့နေရာမှာလေးနေနေ character ရရနေမှာじゃနေနေခက်ခဲဖြစ်တာပေါ့နော်အဲ့တော့လက်ငါးလုံးလောက်ညှက်လိုက်အဲ့လိုဟိုပြင်းနောက်ထပ် မမေကနေပြီးတော့ဟာသမီးရှေ့လာပြမီစပင်းနေညိမယ်နော်ဆိုလက်တထွာလောက်ညှက်ချပါလားဒါပဲလေပြန်ရှေ့သူကညှက်လေရှေ့လေဆိုတော့ဟုတ်ကဲ့ဆိုပြလို့ကိုရာရောအလိုမျိုးလေးဒါလက်ငါလုံးညှက်လိုက်ပါရဲ့ဘာကြီးရောလက်မျောလာလို့လေနဲ့မျောတာပေါ့နော်ငငယ်တော့ဆိုရင်မြဒူးလောက်ထိရောက်တော့မယ်စပင်းကလေအဲ့ဒါကိုအရန်ချူချာအနီမကောက်ဖြစ်တော့မမေကခွဲလေးညှက်ချပလိုက်တာအဲမြအဲ့လိုစပင်းညှက်ရင်နည်းနည်း အဆင်မပြေဘူးဘယ်လိုပြောရလဲအခုငငယ်တော့ကြာချူချာရပေါ့နော်ညှက်လာချူချာလို့ညှက်တော့ပိုချူချာသွားအခုကြီးလာတဲ့အချိန်ကျတော့အဲ့လိုစပင်အရန်စပင်ညှက်ရဟိုဘယ်လိုပြောနည်းနည်းပဲညှက်လို့ရတယ်အများကြီးညှက်လာရကြတော့လေဘာဖြစ်လို့လဲမသိဘူးနည်းနည်း အလောက်ကင်နေစီးပွားရေးဘက်မှာအဆင်မပြေတာတွေအလောက်ကင်နေအဆင်မပြေတာတွေဖြစ်တာကိုတိနေရတဲ့ဟာပေါ့နော်လက်တွေ့တစ်ခါတစ်ချိန်မဟုတ်နှစ်ချိန်မဟုတ်သပင်းညှက်ပြီးရတဲ့ကိုစီးပွားရေးအလောက်ကင်များတို့ကြဒီနုပညာအလောက်ကြအလောက်ကတစ်ခုပြတ်သွားလိုက်ပြောပြီးတော့ဒုံနိုင်ပြတ်သွားတာတွေပါဆက်ဆက်နေမလားတော့မသိဘူးပေါ့နော်ဒါကိုစိတ်ကပဲဖြစ်တာလားအမေလည်း ဟိုတစ်ချိန်နှစ်ချိန်ဆိုထားတော့ပေါ့နော်၄၅ချိန်ဖြစ်နေပြီဆိုတော့ဩော်ဒါနောက်ဆိုတော့ဆင်ကျင်လိုက်တာအရင်ညှက်တော့အညှက်နေတာဟိုဒါသပင်ထိမ့်သိမ့်တဲ့အနေနဲ့လက်နှလုံးလောက်လက်သုံးလုံးလောက်လေးပဲညှက်လို့ညှက်ပြီးနေဒါတော့မြန်မာလေမမေကခေါင်းမြဲလျှော့ပြီးဆိုတယောကင်မိုးနဲ့လျှော့လျှော့อ่ะအားကြောင့်လဲပါမယ်တင်နေသပင်နဲ့တာဟိုးငယ်ငယ်လေးရတယ်ခုချီရောအဲ့တယောကင်မိုးနဲ့နေဘာရှမ်ပူတွေပဲတုံတုံတယောကင်မိုးလောက်မကောင်းမြန်မာလိုတခြားရှမ်ပူတွေနဲ့လျှော့ပူရတယ်အဲ့တယောကင်မိုးဆိုင်မှာသွားပြီးတော့ အဲ့လိုဆိုင်မှာသွားလျှော်ထားရပါဆိုလဲတယောက်ကမိုးချူသွားတာမင်းအဲ့ဒါနဲ့ထပ်လျှော်ပေးအဲ့လိုဆိုအဲ့ဒါချမ်းလည်းကောင်းတာအခုချိန်ကြီးကိုလုံးဝဟို ်ဟိုရှမ်ပူတွေနဲ့သုံးနေတော့တယောက်ကင်မိုးနဲ့ပြန်လျှော်ရပါဗောအမအဲ့လိုအောက်ကအကျန်းရှမ်ပူတွေနဲ့လျှော်လိုက်ပြီးပြီးဆိုတာနဲ့တယောက်ကင်မိုးနဲ့မမီးကတက်တက်ကိုထပ်ပြီးလျှော်ပေးရဟုတ်ဒါပြောမယ်ဆိုဘလူးတင်းမှုဟုတ်တယ်ပြီးတော့အဲ့လိုလေလူကြီးတွေပြောတာကြာမမေတို့ပြောတာဗောနော်တယောက်ကင်မိုးနဲ့လျှော်ရင်ကိုယ့်ရဲ့တန့်စင်သွားတယ်ဗောနော်ဟိုသပင်ကဒါဟိုယောက်ျားလေးတွေရောမိန်းကလေးရောဖုံးရှိရဲ့သပင်ကဆိုတော့တယောက်ကင်မိုးနဲ့လျှော်ပြီးဆိုအကောလုံးအညံ့နေပျောက်တယ်ဗောနော်အဲ့အဲ့လိုအဲ့လိုမျိုးစိတ်နေအမေကအငဲနဲ့လျှော်ပဲတချို့ရေဆိုရကြတော့ဟိုမွေးနေ့တွေ ပိုင်းမှာမတီယောကမုန်းနဲ့ခေါင်းစီးခေါင်းရှော့ချာညကြောင့်နေတပတ်မှာ၄ရက်လောက်ကအဲ့နဲ့ရှော့နေရဟုတ်ကဲ့ပါပိုရှာပါဘူးဟုတ်တယ်ဟုတ်တယ်ကြီးလူကြီးတောင်လေမရှော့တော့မမေကလေအဲ့လေမမေကအမဲဈေးသွားပြီဆိုတာနဲ့လေတီယောကမုန်းထုတ်တယ်လေ၃တော့၄တော့အဲ့အဲ့လိုပဲဒါခါလေကြတီယောကမုန်းဝယ်မြတီယောကမုန်းအဲ့အဲ့လိုဟိုပါလေအာကိုတိုင်းအဲ့လိုစိမ့်ထုပြီးရောအဲ့လိုရှိစိမ့်ထားတာ အဲ့ဒါ shop ပြ။အဲ့တော့သပင်းလဲတန်နေသူကသပင်းလဲဆန်လဲနဲ့တာပေါ့ဆန်သားလဲနဲ့ဟုတ်ကလေးလေးရပြောရနော်ငယ်လေးရပြောဟုတ်ကဲ့ဒီစစ်ဆန်ဟုတ်နည်းနည်းလေးလက်ခံတော့ဘူး ပြည်လာတယ်ဟုတ်တယ်အဲ့လေဟိုဘောင်းစင်ထိုးတာနဲ့ပြောမြရက်ရက်လိုက်တာပေါ့နော်ရက်လိုက်ပြီးတော့အခုနောက်ပိုင်းကျမြအရင်အကြမြအစာတိတ်အစာအစာမစားပြီလေပိန်တော့မြနည်းနည်းပြည့်ပြည့်လေးကိုသဘောကျအဲ့လိုပိန်တာထက်အဲ့လိုပြည့်ပြည့်လေးခန္ဓာကိုယ်ပြည့်ပြည့်လေးဆိုအရင်သဘောကျကိုယ်တိုင်လေးပြည့်ချင်တယ်ဆိုလေမမေကလေအားစိတ်တွေအရင်တိုက်တယ်ကိုစေးတိုက်လိုက်ဒီစေးတိုက်ဒါပေမဲ့အခုမေမေတိုက်တဲ့မြမစေးပေါ့နော်အဲဗမာစေးနဲ့ကခြားတော့မြအပူပြီးတော့အစားတယ်အိတ်တယ် ယ်အဲတခါလေးကြာရင်လေအလုပ်တွေအရန်ဟိုဖြစ်တဲ့ချိန်ညာပင်မန်းအရန်ပင်မန်းဝိုင်းလေအဲ့မပြောတော့ငါဘာအဲ့မပြောတာဖြစ်တယ်ဆိုတော့အာမမေကမြန်မာဈေးတိုက်တာအရန်စားရတယ်အရန်အိတ်တယ်အဲ့တော့ခုလိုပြည်လာဘောင်းစင်ရပ်လိုက်တော့ပို့ပြီးတော့ပြည်လာဟုတ်ကဲ့ခုလိုတိုက်ပို့လို့ဂျင်းနေဟုတ်ဂျင်းနေတယ်ကြိုက်တယ်ပြောဒါမဲ့လည်း main clean ဆိုတဲ့အတိုင်း အဲများတို့ခနာကိုလေးထိန်းရမှာပေါ့နော်အဲဖိုင်လေးကိုအထူးက main clay ချအစားရည်ရန်စား5ပူလာမှာဆိုတော့လေအဲဂျင်လဲမြတခါမှမစော်ဘူးအဲ့တော့မိမိကတော့ပြောရဲနည်းနည်းထိန်းတော့ထိန်းတင်နေပြီပေါ့နော်အဲ့တော့ဒီမြကလည်းခုဒီခရီးသွားမှာရှိသေးတော့ခရီးကပြန်လာရင်တော့ဂျင်ဆာပြီးတော့ဆော့ရင်ကောင်းမှာဆိုတော့စဉ်းစားနေဆော့တယ်ဆော့တင်ပြီဟုတ်ဒီချိန်ကျဒီခန္ဓာကိုယ်အတိုင်းလေးထိန်းကျင်နေဆိုတော့လေနည်းနည်းလေးလည်းဆော့ဖို့ပေါ့ဟုတ်ရံဝတ်တက်မှာဆော့ ခုတည်းကနေစဆော်လာလိုက်တာကောင်းတာဟုတ်ကဲ့ပါ